ဆောကောပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီဂျာရက်ထဲမှာကစားမဲ့ Carabao Flower ပွဲနဲ့ပတ်သက်ပြီးတော့မှပွဲစဉ်လေးတချို့ဟောတာတုံးသက်တင်ဆက်ပေးဖို့ရှိပါတယ်ဒီစီဇန်မှာတော့ကျွန်တော်နဲ့ဒီကုဆိုးကြီးကနေပြီးတော့မှပတ်ဝန်းတုံးသက်တင်ဆက်ပေးတော့မှဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒါဒီနေ့မှာကစားသွားမဲ့ဒီ Carabao ပွဲစဉ်တွေထဲမှာဆိုရင်ဒါပွဲကောင်းတချို့လည်းရှိတယ်အဲ့ဒီထဲမှာအခုဒါကျွန်တော်တို့တုံးသက်မဲ့အစီအစဉ်မှာဆိုရင်တော့ Newcastle နဲ့ Tottenham Hotspur တို့ပွဲစဉ်ရဲ့နောက်ထပ် Arsenal နဲ့ Brighton တို့ပွဲပေါ့နော်ဒီနှစ်ပွဲကတော့ဒါရွေးချယ်တုံးသက်တင်ဆက်ပေးတော့ရှိပါတယ်ခင်ဗျာကုဆိုးကြီးမင်္ဂလာပါခင်ဗျာမင်္ဂလာပါကို အစနေနဲ့ Brighton ဘွဲလေးအရင်ပြောကြတာပေါ့နော်ဒီဘွဲကလည်းတို့လေးဒါစိတ်ဝင်စားစရာကောင်းတယ်အစနေကလည်းလက်ရှိချိန်မှာတောက်လျှောက်ရလက်ကောင်းနေတယ် Liverpool ကိုရှုံးပြီးနောက်ပိုင်းပြန်ပွဲရရဆယ်ဘွဲဆက်မရှုံးခဲ့ဘူးအဲဆယ်ဘွဲထဲမှာဆို9ဘွဲနိုင်နေနောက်ထပ်ကျွန်တော်ဒါဒီအားဒီအထူးဖြင့်ပြောကြတာတော့ဒါအစနေရဲ့ခန်းစစ်မှတ်တမ်းပေါ့နော်ခန်းစစ်မှတ်တမ်းအရန်ကိုကောင်းတယ်ပေကူ3ကိုပဲရှိသေးတယ်ဆိုရဲအနေထားကြီးကတော့တကယ်ကိုပဲဒါဘယ်လိုပြောမလဲချီးကျူးစရာကောင်းပါတယ် Brighton ကလည်းကျွန်တော်ဒါဘယ်လိုပြောမလဲရလက်တွေအရန်ကြီးဆိုးတဲ့အထက်မှာတော့မပါဘူးဒါပေမဲ့ပြီးခဲ့တဲ့တစ်ပတ်ကတော့ မန်ချက်စတာယူနိုက်တက်ကိုသူတို့4-2နဲ့ကိုနေနော်4-2နဲ့ဒါသူတို့ရှုံးခဲ့တယ်အဲ့ပွဲမှာတော့ဒါ Brighton နဲ့ပတ်သက်ပြီးတော့အာနာဂျက်တချို့ကတော့ကျွန်တော်တို့ဒါမြင်ခဲ့ရတယ်ဒီပွဲလေးပေါ်ဒါအဆွေးစားပြီးတော့မှမြင်လေးတော့ share ပြီးပါအောင်ဗျဟုတ်ကဲ့ပါဒါ Leaf Flower ပွဲစဉ်တွေအခုစတုထအစဉ်ဆိုတော့အသင်းကြီးတွေနဲ့ဒီ Premier League အသင်းတော်တော်များများကြံ့ခဲ့တာပါနော်အဲ့တော့သူတို့ထိတိုက်တွေ့တဲ့ပွဲတွေဆိုတော့ပွဲတွေလည်းပိုကောင်းလာပြီဒီအဆင့်ပြင်းလေ Quarter အဆင့်ကိုရောက်တော့မယ်ဆိုတော့ဟိုအရင်အထက်ပို့ပြီးတော့အာယုံစိုက်ပြီးတော့ကစားမယ်အဆင့်လို့ပြောလို့ရတယ်အသင်းကြီးတွေတော်တော်များများကတော့ဒီလိုအဆင့်တွေမှာ အရင်ကစားသမားတချို့ ਨੇ လူငယ်တွေ ਨੇ တုံးပြီးတော့ကစားကြလေးရှိတယ်အသင်းငယ်တွေကတော့အသင်းကြီးတွေတက်ဆိုင်နေနေလေးဒီတိုင်ပွဲပေါ်ပို့ပြီးတော့အလေးနက်ထားတာမျိုးလေးကျွန်တော်တွေ့ရတယ်ဒီနှစ်မှာလည်းကစားခဲ့တဲ့ခြေစွမ်းတွေရကြည့်မယ်ဆိုရင် Arsenal လည်းပြီးခဲ့တဲ့တတိယအဆင့်တိုင်ပွဲမှာအလိုအရင်ကစားသမားတချို့ ਨੇ အဓိကစားသမားတချို့ကိုမြက်ပြီးသုံးသွားခဲ့တယ်သူတို့ဒါပိုပေးကို2-0နဲ့အနိုင်ရခဲ့တယ်ဗောနဒီအသင်းကလည်းအဆင့်လဲกว่าတယ် level လဲกว่าတယ်ဆိုတော့ဒီဘွဲကို2-0နဲ့အနိုင်ရအနိုင်ရတာတိတ်တော့ဒူးစန်းတဲ့ကိစ္စတော့မဟုတ်ဘူးဗောနအာဆင်နယ်ရဲ့လက်ရှိခြေစွမ်းကတော့ ဒီပြိုင်ပွဲရဲ့ရမှာပုံစံကောင်းပြနေတယ်ချန်ပီယံလိပရီးမီးယားလိလီဖလာအလုံးမှာတောက်လျှောက်ခြေစွမ်းပြပြီးတော့ဒီအားဒီမှာဆိုရင်၃ခုပဲပေးထားတယ်ပြိုင်ပွဲ၃ခုမှာမှအဲ့၃ခုကလည်းတပွဲကိုတကူထက်ပိုသွင်းနိုင်တဲ့အသေးမရှိဘူးနောက်ဆုံးကစားတဲ့ဒါပွဲမှာဆိုလည်းတို့ခရစ်စတယ်ဘဲလေးကိုတော်တော်လေးခက်ခက်ခဲခဲကစားခဲ့ရပြီးတော့ဒါတို့ရဲ့အားတာတဲ့ဆက်ပစ်ကနေပဲအနိုင်ကိုသွင်းပြီးတော့1-0နဲ့နိုင်ထားတယ်တောက်လျှောက်လည်းနောက်ပိုင်းပွဲတွေမှာပေးကူမရှိနိုင်ပွဲတွေနဲ့ဒါ၅ပွဲစလောက်နိုင်ထားတယ်အခုဆိုရင်ဒါ 6ပွဲဆက်9ပွဲဆက်လောက်ရှိပြီဒါပြိုင်ပွဲဆိုမှနိုင်ထားဆိုသူတို့ရဲ့အကောင်းဆုံးပုံစံရနေတယ် Brighton ကတော့အခုပြောသလိုပဲအရန်ကြီးကောင်းတဲ့အနေထားမဟုတ်သလိုအရန်ကြီးသူတို့ရဲ့ခြေစွမ်းကဝေဖန်လို့လည်းမရဘူးเนาะ Brighton ကခံမှန်းကခတ်တဲ့အသင်းတွေမှာပါတယ် United ကိုပြီးခဲ့တဲ့တစ်ပတ်ကရှုံးခင်းတဲ့ပွဲစဉ်မှာတော့သူတို့ရဲ့ဒီခံစစ်ကြောင်းအားနည်းချက်တွေကိုကျွန်တော်တို့မြင်ရပြီးတော့ United က3-0ချီရောက်သွားခဲ့ပြီးမှပွဲပြီးကနေမှသူတို့ဒါချီပါကိုနောက်ကလိုက်ကစားတယ်3-2ကနေနောက်ဆုံး4-2နဲ့ရှုံးသွားတယ် Brighton နဲ့ပတ်သက်ပြီး3ထားမိတဲ့အချက်ကသူတို့ရဲ့ခံစစ်ပဲခံစစ်က Premier League လို level မျိုးမှာဆိုရင် နောက်ဆုံး20တပွဲမှာတပွဲလာပဲကလေးရှိရတယ်ဆိုတော့တော်တော်လေးအားနေတာကိုတွေ့ရတယ်ပြီးတော့ကစိုင်းကစိုင်းနဲ့နည်းနည်းသူတို့ highline နဲ့တက်သွားပြီးကျွန်သွားပြီးနောက်ကိုအချိန်မီပြန်မစင်းနိုင်တဲ့ပြဿနာတွေရှိရဲဆိုတော့ဒီပွဲကဟိုကစားပုံမတူတဲ့အသင်းနှစ်သင်းတွေ့မယ်ပဲပေါ့အာဆင်နယ်ကကျတော့ set piece တွေနဲ့ခန်းစစ်ကိုပို့ပြီးတော့တည်နေအောင်တိစားပြီးကစားတယ် Brighton ကကျတော့ open game ဆန်ဆန်ဖွင့်ပြီးတော့ခန်းစစ်ကလည်းမငြိမ်ဘူးရှေ့ကိုကျွန်ကျွန်သွားတဲ့ပုံစံမျိုးတွေမြင်ရဆိုတော့ဒီပွဲလေးကိုဒါစိတ်ဝင်စားစရာကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာမှာပေါ့ဟုတ်ကဲ့ပါကျွန်တော်ပြီးခဲ့တဲ့အဆင့်မှာတော့ Brighton နဲ့ပတ်သက်ပြီးကျွန်တော်ဒါ ပြောစရာရှိရဆိုဒါဒီဟိုဂိုမက်စ်ပေါ့နော်ဟုတ်ကဲ့ဒီဟိုဂိုမက်စ်ကဒါပြီးခဲ့တဲ့အဆင်တော့ဒါ6-9ပြနိုင်ခဲ့တဲ့ပွဲစဉ်မှာဆို Brighton Debrett 4-0ကိုတွင်းခဲ့တယ်နော်ဒီလိုမျိုး Carabao Cup ပွဲစဉ်မှာဒါ4-0တွင်းနိုင်တယ်ဆိုတော့မမရကျွန်တော်ပြန်ကြည့်လိုက်မယ်ဆို2009တုန်းက Liverpool နဲ့ Arsenal တို့ပွဲစဉ်မှာဒါ Arsenal တိုက်စီမှု Julio Baptista ကဒါ4-0လာမသိဘူး4-0လာအဲတွင်းသွားအဲ့နောက်ပိုင်း Julio Baptista နောက်ပိုင်းမှာဒါပထမဆုံး4-0တွင်းနိုင်တဲ့ကစားသမားဖြစ်လဲဒါကျွန်တော်မြင်ခဲ့ရဒီဘက်မှာလည်း Diego Gomez ကိုပဲကျွန်တော်ဒါ ီ Brighton ရဲ့တောင်ပန်းတမှာတောင်ပန်းတိုက်စစ်မှာတော့မြင်ရအောင်ပဲထင်ပါတယ်ကျွန်တော်တို့ဒါပြီးခဲ့တဲ့အဆင့်ပွဲစဉ်ကြည့်လိုက်တော့ Brighton ကဒီဘယ်လိုပြောမလဲအသင်းငယ်လေးဒါ Fans League နဲ့ကစားရတာကြောင့်တော့မသိဘူးဒါအရန်လူတော်တော်များများတော့တုံးထားတယ်ကိုသမားလည်းဒါအရန်လူကိုကျွန်တော်ပြန်တုံးထားတယ်ပေါ့ Steel ကတော့ဒီနောက်ပိုင်းဒါအရန်ပြန်ဖြစ်သွားတာပေါ့လေဒါအရန်ကိုသမားတုံးထားတယ်ခန်းစစ်မှာလည်းအရန်ကစားသမားတော်တော်များများပါမယ်အဆင့်တွေကလည်းကျွန်တော်ဒါပိုဗင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ကြည့်မယ်ဆိုရင် ဒါ second line နဲ့ကစားမှာပေါ့နော်အစင်းရဲ့ second line ကကြတော့ဒီ first line နဲ့တိတ်ပြီးတော့မကွာတဲ့အခါမျိုးဖြစ်ရတယ်ဥပမာကျွန်တော်ဒါ full back တွေကိုကျွန်တော်ကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့အိတ်ပွဲမှာသုံးသွား full back ဆိုရင် ban white တို့ scale တို့ဒါဒီကစားမားတွေကဒါပြီးခဲ့တဲ့ရာသီတွေကဆိုရင်ဒါ first line နဲ့အနေနဲ့ဒါပေါဝင်ကစားဝင်ရခဲ့တဲ့ကစားမားတွေပေါ့ဒီလက်ရှိမှာတော့ဒီဘယ်လိုပြောမလဲတခြားကစားမားဥပမာ Julian Timber ဆို Color Fury ကအကောင်းဆုံးပုံစံရနေတဲ့အတွက်ဒါလောလောဆယ်တော့အရင်ဖြစ်သွားတာပေါ့လေအဲ့မှာဘာပြောပြောဒါဒီ full back အပါဝင်ဂျန်နဲ့နေရာတော်တော်များများမှာတော့ Arsenal က ဒီပူတောက်တဲ့ကစားသမားပုံစံမျိုးအခင်းချင်းမျိုးတော့ကျွန်တော်ဒါမြင်ရမယ်လို့ထင်ပါတယ်ဒီအာဆင်နယ်ဘလူးပုံစံမျိုးနဲ့ပွဲထွက်လာနိုင်ချေရှိတယ်ဆိုတော့လည်းတစ်ဆက်တည်းသုံးသပ်ပြပါဦးဗျဟုတ်ကဲ့ပါဒီဘွဲမှာတော့အာဆင်နယ်ကဒဏ်ရာပြဿနာကြောင့်ကစားသမား9ယောက်10ယောက်လောက်မပါနိုင်ဘူးเนาะပြီးခဲ့တဲ့အပတ်ဒီမှာတည်းကဂျေဆူတို့ကာယာဘတ်တို့မာဒူဂျီတို့အိုဒီဂတ်တို့မပါဘူးပြီးခဲ့တဲ့ဘွဲမှာအာဆင်နယ်ရဲ့ဒီအားထားတဲ့ဆလီဘာတို့ရိုက်စ်တို့ဒဏ်ရာထက်ရသွားတယ်ဆိုတော့နည်းနည်းလေးဒဏ်ရာပြဿနာတော့ရှိတယ်ဒီဘွဲကတော့အချိန်ကြိုက်ပဲပေါ့လူငယ်တွေကိုနေရာပေးဖို့ အရန်ကစားသမားတွေကိုနေရာပေးဖို့ဆိုရင်တော့ကွင်းလယ်မှာဒါ Ethan Wenry တို့လို Knockout တို့လို့ကစားသမားမျိုးတွေကျွန်တော်ပါလာမယ်ထင်တယ်ခက်စစ်မှာဆိုရင်ပြီးခဲ့တဲ့ဒါဝက်စမှာဝင်ကစားတဲ့ဒါ Moskera တို့ဒါ Hinka Bie တို့ဒီဘက်မှာမြင်ရလိမ့်မယ်ထင်တယ်တိုက်စစ်မှာတော့သူ့ရဲ့လက်ရှိရှိနေတဲ့အစုဖွဲ့ကဟိုဗောနော်အရန်ဆိုပေမဲ့လည်းဒီလူပဲလောလောဆယ်ရာတုံးစရာရှိတယ်တိုက်စစ်မှာတော့ကျွန်တော်မြင်နေကြပုံစံအတိုင်းပဲအများကြီးတော့မဟုတ်ဘူးဗောနော် Martinelli တို့ Trossard တို့ဒီကစားသမားတွေကိုနည်းနည်းလေးပို့ပြီးတော့ဦးစားပေးမယ်အထူးသဖြင့် Martinelli ကိုနေရာပေးလိမ့်မယ်ထင်တယ်ကျန်တဲ့အပိုင်းက Arsenal အခုပြောသလိုပဲဟို first liner နဲ့ဒီအရန်နဲ့ကြားမှာပွဲထွက်ခွင့်ပေါ်မှာပဲမူတည်ပြီးတော့ပဲဟိုသူတို့ရဲ့ level ကွာသွားတာပေါ့နာမည်ချင်းကအရန်ကြီးမကွာတော့ဘူးဆိုတော့ဒီပုံမှန်မဟုတ်တဲ့ကစားသမားတချို့ ਨੇ ဒီလက်ရှိအသင်းကဒါကြံ့ခိုင်မှုပြည်နေတဲ့ကစားသမားတွေညှက်ပြီးတော့တုံးလိမ့်မယ်ထင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒါကစားသမားအပြောင်းလဲလေးတွေတော့တေချာပေါ့ဖြစ်လာမှာပေါ့လေဒါပေမဲ့ဒီ system တစ်ခုအပြင်တော့ကျွန်တော်ထင်တယ်အပြောင်းလဲတော့ဖြစ်မယ်တော့မထင်ဘူး brighton ကလည်း တို့ဒါနီယားဟာဇလာလက်ထက်မှာအသားချပြီးတဲ့ပုံစံတစ်ခုနဲ့ပဲဒါချင်းကပ်လာမယ်ထင်တယ်။ဒီလိုမျိုးချင်းကပ်လာတဲ့အခြေအနေမှာဆိုရင်ကျွန်တော်တို့ကမန်ချက်စတာယူနိုက်တက်ရဲ့ပွဲတော်ကဒါမြင်လိုက်ရတာဆိုဘရိုက်တန်ကသူတို့ခံစစ်မှာဒါဖိတပ်ပလေးကစားတယ်။ဒါပေမဲ့အဲခံစစ် face ကိုကြော်ဘယ်လိုပြောကောင်းကောင်းမွန်ကြော်နိုင်တာမရှိဘူးเนาะကျွန်တော်ဒါအထူးဖြင့်ဒီမန်ချက်စတာယူနိုက်တက်ရဲ့ပွဲစဉ်မှာဆိုပွဲစမိနစ်20အဲ25 30ဝင်းကျင်ပေါ့လေဒါပွဲစအနိုင်ပွဲအတွင်းလောက်မှာဆိုရင် Brighton ရဲ့ဒီ bit up play တွေဟာ ဒီ second phase third phase ဒီ second phase ကိုကြော်ပြီးတော့မှဟိုတကယ်ကိုအန်ဒီရဖြစ်လောက်တဲ့အနေအထားမျိုးရောက်တယ်ဆိုတော့တော်တော်ကြီးကိုရှာရှာပါပါကျွန်တော်မြင်ရတယ်တစ်ဖက်မှာ arsenal ကကြတော့လေဒီဘယ်လိုပြောရမလဲ pressing ကိုလိုရရင်လိုရသလိုသူတို့ကလည်းခက်ပြင်းပြင်းကစားနိုင်တဲ့အသင်းဆိုတာလည်းကျွန်တော်ဒါဘယ်လိုပြောရမလဲအတီထားလက်ထက်မှာတော့ shot မြင်ခဲ့ရပါဘူးလေဒီတော့ဟို brighton အနေနဲ့ဒီလိုမျိုး bid up ခစိကနေ bid up လေးဆက်ပြီးတော့မှကစားမယ်ဆိုတော့ arsenal ရဲ့အခွင့်အရေး ဖြစ်လာနိုင်မလားဆိုတာလေးနဲ့ပတ်သက်ပြီးတော့မှလည်းကိုစိုးရီတစ်ချက်သုံးသပ်ပြီးပါဦး။ဒါမှမဟုတ် Brighton ကဘလို့တခြားပုံစံမျိုးနဲ့ရောချင်းကပ်လာဖို့ရှိမလဲမသိဘူးဗျ။ Brighton ကတော့သူ့ပုံစံကိုဆွတ်လွတ်မဲ့မထင်ဘူး။သူကတော့ဘလို့ပဲဖြစ်ဖြစ်သူ့ system တစ်ခုအောက်မှာတွားနေတဲ့အသင်းပေါ့နော်။ဒီအသင်းကလူသာအပြောင်းလဲဖြစ်ဖြစ်မယ်သူတို့ရဲ့ကစားဟန်ကတော့ကြီးကြီးမားမားအပြောင်းလဲဖြစ်မယ်လို့တော့ကျွန်တော်မထင်ဘူး။ဒီသူတို့အမှားများတဲ့အကိုပြောတဲ့ဒီ cancel bill တွေကိုတော့တည်တည်ချာချာလေးသူတို့ဒါကန်တွယ်ဖို့လိုလိမ့်မယ်။အဲ့လိုမှမဟုတ်ဘူးဆို Arsenal ကပို့ပြီးတော့သူတို့ pressure ပေးလာနိုင်တယ်ဗောဒီအားနဲ့ချက်တွေ pressure ပေးလာနိုင်တယ်ဆိုတော့ဒီချက်ကိုအဓိကပြင်ဆင်ရမယ်ဒါပေမဲ့သူတို့က အရန်ကစားသမားတချို့ပါတိတိုင်အောင်တိုင်ပက်အသင်းကြီးတွေကိုသူရဲရဲဝံ့ဝံ့ရင်ဆိုင်တတ်တဲ့အသင်းမျိုးဆိုတော့ကျွန်တော်ထင်တယ်အာဆင်နယ်ရဲ့ဒီအရန်တချို့ပါလာမဲ့အသင်းပေါ်မှာသူတို့လည်းအခွင့်အရေးယူဖို့အတွက်တိုက်စစ်မြင့်လာမှထင်တယ်သူတို့ကစားရင်လည်းတကယ် Brighton ကကျွန်တော်တို့ဒါအသင်းလက်တွေထဲမှာတော်တော်လေးကစားတာလည်းကောင်းတဲ့အသင်းတွေမှာပါတယ်ပေါ့နော်ဟိုစောင့်ကြည့်ရမယ့်ကစားသမားတွေလည်းရှိရဆို Brighton တခုခုအာဆင်နယ်ရဲ့ဒီပုံမှန်ပေါ့နော်ပုံမှန်ဆိုတော့ခန်စစ်ကအရန်ကို solid ဖြစ်လို့နဲ့အနေထားမျိုးကိုသူတခုခုပေါ့နော်ဘာလုပ်ပြမလဲပေါ့ဒီ Arsenal ရဲ့ solid defense ကို Brighton နေနဲ့ဘယ်လောက်ထိအကောင်းဆုံးထိုးနှက်နိုင်မလဲကျွန်တော်ကြည့်ရမယ် ဟုတ်ကဲ့ပါဒီနှသိန်းရဲ့ဒီပြိုင်ပွဲပေါ်အောင်မြင်မှုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်တော့အာဆင်နယ်ကလည်းကာရာဘောင်းဖလားဒါနာမည်တွေကတော့အမျိုးစုံကြောင်းသွားတာပေါ့လေကျွန်တော်ငယ်ငယ်တော့ကတော့ဒါဝါတတန်ဒီဖလားလို့လည်းခေါ်ခဲ့တာရှိတယ်နောက်ပိုင်းမှာကာလင်ဖလားလို့ခေါ်ခဲ့တာလည်းရှိတယ်အင်္ဂလန်ဘောလုံးလိကလိကာကြီးမှုကျင်းပတဲ့ဒါပြိုင်ပွဲပေါ့လေအစုအပေါင်း62တင်းပါဝင်နေပြိုင်ပွဲမှာကျွန်တော်ဒါအာဆင်နယ်ကဆိုရင်လည်းဘူမဆွဲတာ93နောက်ပိုင်းကျွန်တော်ဒါပုံမဆွဲခဲ့ဘူး။ခြားထဲမှာကျွန်တော်စီမီဖိုင်နယ်တက်တာရှိတယ်။ဖိုင်နယ်တက်တာရှိတယ်။ဒါမဲ့လည်း ဘုံဆွဲတာတော်တော်ကြီးကိုဒါအာအသိစရာကောင်းတယ်ဗောလေနောက်ထပ်ကျွန်တော်ဒါ Brighton ကကြည့်တော့လေ Brighton ကနောက်ဆုံး900ဒီအတွင်းမှာဆိုရင်ဒီလိုမျိုးဒီစတုထအစ်စ်မှာဗောလေစတုထအစ်စ်မှာထွက်ခရရတာဒါ400ဒီလောက်လားမသိရှိရဆိုတော့ပြန်ပွဲမှတ်တမ်းကတော့2သိန်းလုံးတက်ကတော့အကောင်းကြီးတော့မဟုတ်ဘူးဒါမဲ့ဒီကြော်တစ်ခုကတော့ကျွန်တော်ဒါအင်ကွင်းမှာကစားမယ့်အာသာချက်နောက်တစ်ခုကကျတော့ကစားသမားအင်အားအရကျွန်တော်ကြည့်မယ်ဆိုရင် Arsenal မှာတော့အာသာချက်တွေရှိရဒီအာသာချက်တွေက Arsenal အတွက်လိုအပ်တဲ့နိုင်ပွဲဟိုဖြစ်လာနိုင်မလားဆိုတာလည်းတစ်ဆက်တည်းသုံးသပ်ပြပါမယ်ဟုတ်ကဲ့ပါဒါတွေကဒါကိုရရင်ပြောသလိုပေါ့နော် Arsenal ရဲ့လက်ရှိ squad တက်နေဆိုရင် သူ့ရဲ့အပြောင်းလဲတွေကဟိုဘာပြောလဲလှုပ်လို့ရတာပေါ့ဗျာအပြောင်းလဲလှုပ်လို့ရတယ်အဲ့ဒီအရင်နှစ်တည်းနဲ့မတူတော့အရင်နှစ်တည်းရဆိုရင်တော့သူ့ရဲ့ key player တယောက်တစ်ယောက်လောက်ဒဏ်ရာအကြီးကြီးမားရသွားတယ်အာဆင်နယ်ရဲ့ကစားဟန်ပေါ်မှာအများကြီးရိုက်ခတ်မှုရှိတယ်ဒီနှစ်ကတော့ဒဏ်ရာပြဿနာရှိနေတဲ့တိုင်အောင်သူ့ရဲ့အကောင်းဆုံးပုံစံတစ်ခုဆက်ပြီးတော့ပြနိုင်မယ်တခုရှိတာကအာဆင်နယ်ဒီယာဒီမှာတခြားပြိုင်ပွဲတွေမှာသူကရလက်တီတော်တော်ကောင်းနေရပါတော့။ဥမာပရီးမီးယားလိတို့ချန်ပီယံလိတို့ပြိုင်ပွဲတွေမှာရလက်တီကောင်းနေဆိုတော့ဒီပွဲကိုအရန်ကြီးပေါ့နော်။ဟိုအားဆိုင်ပါမလားပေါ့။ပြောချင်တာဟို တအားကြီးဒီဘက်မှာမဖြစ်မနေအဲ့လိုအသေးအံကြီးလောက်ပါမလားဆိုတော့ကျွန်တော်နည်းနည်းလေးတန်လျာရှိတယ်ဟုတ်ကဲ့အရင်နေနဲ့ရသလောက်ကံမဲမရရင်လည်းရလက်ကတခုမဟုတ်တခုဗျာဒါမျိုးအခြေအနေမျိုးမှာဖြစ်သွားနိုင်တယ်ဆိုတော့အဲ့ဒီတစ်ချက်ကိုတော့ကျွန်တော်ဆွေးနေ Brighton ကကြာတော့မတူ Brighton ကကြာဒီပွဲမျိုးကိုသူကသူတို့ရှိသမျှဟိုကစားအကုန်ပေါ့နော်ဟိုဟုတ်ကဲ့ပါဖွင့်ပြီးတော့ကံမဲပုံစံမျိုးဆိုတော့ Arsenal နိုင်ဖို့ခက်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗျတော်တော်လေးယုံရလိမ့်မယ်ထင်တယ် ဟုတ်ကဲ့ပါကျွန်တော်ဒါဘလို့ရလက်ထွက်မလဲဆိုတော့ဒါစောင့်ကြည့်ကြပါဘောလေ brighter မှာဆိုတော့ကျွန်တော် Diego Gomez ပြင်ဒါခဏလုံးကကျွန်တော်ကိုဆွေးပြောတဲ့ Western ပေါ့ဟုတ်ကဲ့ဆန္ဒလန်ကလူငယ်ကစားမလေး Western လေဒါစောင့်ကြည့်ကြင်ကြာကောင်းတဲ့ကစားမတစ်ယောက်ကျွန်တော်ဒါအဖြစ်တွေ့ရပါလိမ့်မယ်ပြီးခဲ့တဲ့အဆင့်မှာဆိုတော့ဒီကစားမလေးစီကနေဒါ assist 3ဂျင်ပေါ့နော်ဒါ3ဂျင်ဒီလို့သွားလဲကျွန်တော်တွေ့ရနောက်တစ်ပွဲကတော့ Newcastle နဲ့ Tottenham Hotspur တို့ပဲဒီပွဲလဲတော်တော်လေးကြီးကောင်းမဲ့ပွဲစဉ်တစ်ပွဲလို့ဒါပြောလို့ရတယ် Premier League မှာလည်းဒီနှစ်တင်းတွေ့တဲ့ပွဲတွေတော်တော်များများဒါ entertaining ဖြစ်တာကိုကျွန်တော်တွေ့ရတယ်နောက်ပိုင်းမှာတော့ နယူကာဆယ်ကဒါတော်တင်ဟော့စ်ပါကိုပြန်ပြီးတော့မှအတာရလာတယ်တွေ့ရတယ်နောက်ဆုံး9 6ချိန်မှဆိုရင်ဒါ9ချိန်ကနယူကာဆယ်နိုင်တာတယ်ဟုတ်ကဲ့နောက်ဆုံး3ချိန်ဆက်လဲဒါတော်တင်ဟော့စ်ပါကိုနယူကာဆယ်ကနိုင်ခဲ့ရလေးတွေ့ရဆိုဒီပွဲပေါ်လဲကုဆွေးဆက်ပြီးသုံးသပ်ပြပါဟုတ်ကဲ့ပါနှစ်သင်းစလုံးကတော့ဒါပြီးခဲ့တဲ့ဘက်ကရက်လက်တီကောင်းခဲ့ပါတော့စပါကတော့ Everton လိုအသင်းကိုအဝေးကွေးမှာဂိုးပြတ်အနိုင်ရတာဆိုရုပ်ကြည့်မှုပူအားကောင်းတယ်ဒါပေမဲ့စပါနဲ့ပတ်သက်ရင်တော့နည်းနည်းလေးသူတို့ရဲ့ဒဏ်ရာပြဿနာကလည်းတော်တော်ကြီးတယ်ဗျဒဏ်ရာများဒဏ်ရာပြဿနာရှိနေတဲ့အခြေအနေက ဒီပွဲကိုဘယ်လောက်ထိရိုက်ခတ်မလဲကျွန်တော်ကြင်ကျင်တယ်ယူကာဆယ်ကလည်းပြီးခဲ့တဲ့ဘက်ကဒါဖူအန်ကိုအနိုင်ရထားပြီးယုံကြည်မှုကောင်းနေတယ်ယူကာဆယ်ကတစ်ဖက်ကစပါနဲ့ရှင်မယ်ဆိုရင်ဒဏ်ရာပြဿနာအကြီးကြီးမားမားမရှိဘူးယုံကြည်မှုလည်းကောင်းတယ်အသင်းကလည်းစူးစီးမှုကောင်းတယ်အသင်းတိဆောက်ထားတာလည်းလုံးဝဖောင်းကမိနေပြီလားဆိုတော့ဒီပွဲမှာကျွန်တော်ယူကာဆယ်ရဲ့ဒီကစားဟန်ကိုပို့ပြီးကျွန်တော်စောင့်ကြည့်နေတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီသူဒီယာဒီမှာပေါ့လေတူညီတဲ့အချက်လေးကကျွန်တော်ကြည့်လိုက်တော့ Thomas Frontland အောင်မှာ Tottenham Hotspur ကလည်းဒီ Khansin နဲ့ပတ်သက်ပြီးတော့မှာတော်တော်ကြီးကိုဒရီကြီးကြီးနဲ့ ချင်းကလာတော့တွေ့ရတယ်လိုအပ်ရင်ကျွန်တော်တို့ဒါခန်းစစ်တမ်းမှာဒါ၅ရောက်ကစားလာမျိုးကြီးပေါ့လေ PSG နဲ့ Europa Super Blau ပွဲကဆိုဒါ၅ရောက်တော့ဒါကွင်းလက်ခန်းစစ်ကကစားမကြီးနဲ့ပေါင်းလိုက်မယ်ဆိုရင်ခန်းစစ်တမ်းမှာဆိုရင်ကျွန်တော်တို့ဒါ၅ရောက်၆လောက်ထိပိတ်ပြောမှာဒါ low block ကစားလာမျိုးလေကျွန်တော်တွေ့ရတယ် Newcastle ရဲ့ဒီဟာဒီကျွန်တော်တို့ဒါ Premier League မှာတန်းနေကြည့်တော့လေခန်းစစ်ကစားအောင်တော်လေးကောင်းတယ်။ Premier League 6ပွဲကစားပြီးတဲ့အချိန်မှာဆိုရင်ဒါခန်းစစ်က8ပွဲပေးရသေးတယ်။ ဒါအာဆင်နယ်တို့နဲ့တူပေါ့နော်ဒါခန်းစစ်အားကောင်းတဲ့အသင်းတွေမှာလည်းပါတယ်သူတို့ကိုယ်တိုင်လည်းခန်းစစ်ကိုပိုပြီးတော့မှဒီထားချင်းကလာတာလည်းတွေ့ရဆိုတော့ဒီပွဲဟာကျွန်တော်ပုံမှန်အားဖြင့်တော့ကာဆင်နဲ့စပါတို့ပွဲစဉ်ဆိုတာဟိုးရင်ကလေးနဲ့ဒါအန်တာတိနင်းဖြစ်တဲ့ပွဲမျိုးမြိုင်ဆိုင်တဲ့ပွဲမျိုးတပွဲလို့ကျွန်တော်ဒါရေဘူးရပြောလို့ရပေမဲ့ဒီယာဒီပုံစံအရနည်းနည်းလေးခန်းစစ်ကိုအသားပေးတဲ့ပွဲမျိုးများဖြစ်မလားမသိဘူးနော်ကစွဟုတ်ကဲ့ပါစပါကတော့ကျွန်တော်နည်းနည်းစိုးရိမ်လာစပါပြီးခဲ့တဲ့ဘက်ကတော့ဒါဘန်ဒီဘန်ရဲ့ဂိုးနှဂိုးနဲ့နိုင်ခဲ့တာဆိုသူစပါရဲ့ဒီဘန်ဒီဘန်နဲ့ပုံမှန်တွဲနေကြရိုမေရိုတို့ မပါနိုင်ဘူးเนาะခက်စက်မှာဥဒိုဂီတို့ကူလူဆက်စကီတို့ဒါအဓိကဇာတ်သမားတွေထဲမှာမပါနိုင်တာတွေများတယ်ဆိုတော့သူခန့်စစ်ကိုကျွန်တော်တိတ်နည်းနည်းစိုးရိမ်တယ်ပေါ့เนาะစပါးနဲ့ပတ်သက်ရင်တော့အရင်နည်းပြအဆက်ဆက်လဲစပါးကအဲ့လောက်ခန့်စစ်တိဆောက်ထားတဲ့ပုံမဟုတ်ဘူးဆိုတော့နည်းနည်းကျွန်တော်စိုးရိမ်တယ်လက်ရှိဒီတောမတ်ဖရန့်လောက်မှာအခုပြောသလိုပဲသူအရင်ကလောက်ကြီးဖွင့်ထားတာမျိုးမဟုတ်တော့ဘူးเนาะခန့်စစ်ကိုလည်းတတိထားကစားလာတယ်အတင်းလိုက်စူးစိမှုလဲတောမတ်ဖရန့်လောက်မှာမနစ်ကပိုစတီကိုလူလက်အောက်ထက်ပို့ပြီးတော့စပါးကဒါစူးစိမှုပိုကောင်းလာတယ်ဆိုတော့အခုပြောသလို အရင်လောက်ထိစပါးကဖွင့်ကံမှာတော့မဟုတ်ဘူး။ယူကဆရာသူပုံစံကကသူ physical ဘိုင်းကိုအသာပြုတယ်။အတင်းလိုက်စူးစိမှုအသာပြုတယ်။အဲ့ဒီကနေမှတဖြည်းဖြည်းပြိုင်ဘက်ကိုဟိုကစားရင်းနဲ့မှပြိုင်ဘက်ကစားကြလာမှသူတို့ရဲ့တင်ပြီးတော့ကစားတတ်တဲ့ပုံစံမျိုးဆိုတော့အကိုပြောတဲ့ဒီအရာလေးကဖြစ်နိုင်ချေရှိပါတယ်။ဟုတ်ကဲ့ပါ။ကျွန်တော်ဒါပြီးခဲ့တဲ့အဆင့်တုန်းကတော့ခန်းစစ်မှာဆိုရင်ဒါတန်ဆူနဲ့ပယ်လင်ညာကိုလာမြူတာတော့ပယ်လင်ညာတော့သုံးပါဘူးနော်။ပယ်လင်ညာကိုဒါစန္ဒာဘက်ကိုဆင်းပြောမှကစားခိုင်းတော့ကျွန်တော်တွေ့ရဆိုဒါကိုချင်းချင်းအပြည့် ဒါတော်တင်ဟော့စပါမှာဒီဒံရပြဿနာကဒီရှေ့လဲနောက်နေရာဆုံးမှာရှစ်နေရာပေါ့လေဒါတိုက်စစ်မှာဆိုလဲဒါဆိုလန်ကီမပါနိုင်ဘူးကွင်းလက်မှာဆိုလဲမက်ဒီဆင်တို့ကူကူစကီတို့မပါနိုင်ဘူးခါစစ်မှာဆိုလဲဒါလောလောဆယ်မှာဆိုရိုမဲရိုဒါဒံရရနေရဆိုတော့ဒီဒံရရတဲ့အခြေအနေတကူကတော်တင်ဟော့စပါတို့တော့ဒါစိုးရိမ်ကြတော့ရှိတယ်။တစ်ဖက်မှာနျူကာဆယ်ကကျွန်တော်ကြည့်လိုက်တော့လဲအဓိကသူတို့အားထားရတဲ့ဒီဖူဘက်တွေမပါနိုင်တော့ဘူးလေဒါလီဗာမန်တို့မပါနိုင်ဘူးဒါလူးဝစ်ဟောရိုမပါနိုင်ဘူးဒီချက်ကလည်းကျွန်တော်ထင်တယ်နျူကာဆယ်ရဲ့ဒီတိုက်စစ်လိုအားလုံးကိုအများကြီးထိခိုက်စေမယ်လို့ထင်တယ်ဒီလူငယ် ဒါခက်စစ်အစုံလူမျိုးရောက်ကကြတော့ပြီးခဲ့တဲ့ယာစီတွေတုန်းကဆိုရင်တကယ်ကိုအားကောင်းတဲ့ပုံစံနဲ့ကျွန်တော်ဒါမြင်ခဲ့ရတယ်ဒီသူတို့အရှိကတောင်ပန်ကစားမကြီးနဲ့ချိန်ဆက်တဲ့ပိုင်းတွေဆိုလဲကျွန်တော်ဒါကောင်းကောင်းမြင်ရပါလေဒါလူးဝစ်ဟောဆိုရင်ဒါဘေချန်းကအန်တိုနီကော်ဒိုနဲ့တော်တော်ကြီးချိန်ဆက်ကစားနိုင်တယ်ဒါညာချန်းကကျွန်တော်ဒါလီဗရာမန်တိုဆိုရင်လဲဒီဂျက်ကော့မာဖီနဲ့ကောင်းကောင်းချိန်ဆက်ကစားနိုင်တာတွေ့ရဒီယာစီမှာတော့တူကြီးလူငယ်ကစားမနှစ်ယောက်ကမပါနိုင်ဘူးဒါပြဿနာမကြခဏရနေဆိုတော့ဒီချက်ကလဲဒါနယူကာဆယ်အတွက်ကတော့ ို့ပြီးတော့မှခံစစ်ကိုပြင်ရမယ်အနေထားမျိုးဖြစ်လာမယ်လို့တော့ကျွန်တော်ထင်တယ်ဒီတော့ဟိုဘလို့အချိန်နေပေါ့လေဘလို့ရလက်ဖြစ်လာမယ်ဆိုတော့လေကိုစိုးကြီးတဆက်တဲ့သုံးသပ်ပြီးပါ့မယ်ဟုတ်ကဲ့ပါ Newcastle ရဲ့ကျွန်တော်ကစားဟန်ကတော့ Sparta ကျွန်တော်ပို့ပြီးတော့သူတို့ရဲ့ဒီအသင်းလိုက်စူးစိမှုကိုကျွန်တော်ပို့ကြိုက်တယ်အထူးသဖြင့်တကယ်သာလူသုံးတက်ဆုံတဲ့ကစားမှုဆို Newcastle ကပိုမာကျော်တဲ့အသင်းဖြစ်ဖို့များတယ်ပေါ့နော်ဒါပေမဲ့ဒီပွဲမှာတော့တခြားပြိုင်ပွဲတွေလိုပဲဒါသူတို့လည်းအရင်ကစားသမားတချို့နေရာပေးတာမျိုးဖြစ်နိုင်တယ်ဆိုတော့ပုံမှန် form တခုတော့ရကြမှာရလိမ့်မယ်ဒါပေမဲ့အသင်းလိုက်စူးစိမှုရကြည့်ရင်တော့ Newcastle ကပို့ပြီးတော့ Sparta တည်ငြိမ်နေဆိုတာကျွန်တော်သတ်တွေ့ရတယ်စပါမှာတော့အခုပြောသလိုဒဏ်ရာပြဿနာတွေကဒီဘွဲမှာဘလောက်ထိရိုက်ခတ်မလဲတိုက်စစ်ကိုကြည့်တော့လေတိုက်စစ်မှာအဓိကစားသမားတွေမက်ဒီဆင်တို့ဆိုလန်ဂီတို့မပါနိုင်ဘူးခန်းစစ်ကိုကြည့်တော့လေခုနကအသင်းရဲ့အားထားတဲ့စားသမားတွေမပါနိုင်ဘူးဒဏ်ရာပြဿနာတော်တော်များတဲ့အချက်ကဒီဘွဲအတွက်ကျွန်တော်စိုးရိမ်နေဒီဘွဲကတော့ကျွန်တော် Asian Newcastle ကိုနည်းနည်းလေးပို့ပြီးသဘောကျပါတယ်ဟုတ်ကဲ့ပါကာဆယ်ကလိုအပ်ရင်လေဒီ3 bet 5 bet ဘောနော်ဒါပုံမောင်းနဲ့ဒါပုံမောင်းဒီကစားခဲ့တဲ့ဘွဲမှာဆိုရင်ဒါ Thio ရဲ့ နောက်တော့ကျွန်တော်တို့ဒါဒီဆန်တာဘက်၃ယောက်ကစားလိုက်တယ်ဗျာဆန်တာဘက်၃ယောက်ပေါ့နော်ပေါ့တမန်တို့နဲ့ဆန်တာဘက်၃ယောက်ကစားပြီးတော့မှဟိုလိုရရင်ခန်းစစ်၅ယောက်တန်းပုံစံမျိုးကိုလည်းပြောင်းပြီးကစားခဲ့တတ်တာလည်းတွေ့ရဆိုတော့ညူကာဆယ်ရဲ့ဒီခန်းစစ်ပြင်ဆင်တာအချင်းချင်းတူရင်တောင်မှကျွန်တော်ထင်တယ်ကာဆယ်ရဲ့ခန်းစစ်ကကြတော့ကြစ်လက်မှုပုံပြီးတော့မှဒါမြင်ရတာကိုလေဒါအရင်ပွဲတွေမှာပေါ့အဲ့တော့ဘယ်လိုရလက်ထွက်မလဲဆိုတော့ကျွန်တော်ဒါကြည့်ရဖို့ရှိတယ်စပါနဲ့ဒီ sorry ဒါကာဆင်နဲ့စပါတို့ပွဲစဉ်မှာတော့တိုက်စစ်ထားဆိုင်ကျွန်တော်တော့ဒါခန်းစစ်ကိုဦးစားပေးရဲ့ game တစ်ခုကိုမြင်ရမလားလို့ကျွန်တော်တော့အဲ့လိုမျိုးတော့ တွေ့ကြည့်မိတော့ဗောလေဘလိုရလက်ထွက်မလဲဆိုတာကျွန်တော်တို့ဒီဘောဒူးညမှာအတူကြည့်ကြအောင်ပါအခုလိုမျိုးပြပြစုံသုံးသပ်ပြီးတော့အတွက်ကိုစိုးရီကိုဂျေဇူးထူတင်ရှိပါတယ်ဂျေရှုအာဘီကကြတဲ့ဆော့ကောပရိသတ်တူချင်းစီကိုလည်းဂျေဇူးထူတင်ရှိပါတယ်ခင်ဗျာ